မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းသစ်များကိုတင်ဆက်ပေးပါရောင်းမယ်ပထမအဆုံးအောင်မြင်သော68 resident အင်ယာစီမံကိန်းကြောင့်ငွေကျပ်ဘီလီယံ100ကျော်အကျွေးတင်ကပြန်လည်ပေးဆက်နိုင်ခြင်းမရှိသည့်တသက်ခိုင်လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပေးဖြတ်ခံရဆိုတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ် ရန်ကုန်မြို့တွင်မအောင်မြင်သော68 resident အေယာစီမံကိန်းကြောင့်ငွေကျပ်ဘီလီယံတရာကျော်အကျွေးတင်နေသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်မှလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပေးဖြတ်ခံရကြောင်းနိုင်ငံရေးအတိုင်းအဝိုင်းကပြောဆိုပါသည် ကမာအီဖျားလန်နဲ့ဆီယာဆန်လန်တောင်ရှိ68 resident အင်အားစီမံကိန်းကိုတတ်သက်ခိုင်တဲ့အောင်ကျော်ဝင်းတို့ကကမ်မောဇာဗန်တမ်မှငွေကျပ်ဘီလီယံတရာကျော်ချေငှခဲ့ကြောင်းတို့ရတွင်68 resident အင်အားစီမံကိန်းမှာ အချိန်မီပြီးစီခြင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကမ်မောဇာဗန်မှချေယူထားသောငွေကျပ်ဘီလီယံတရာကျော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရှိရပါသည် လွတ်တော်ကိုယ်စားလှယ်လောင်အရေးချင်းတမတ်ချက်မှာလူမွေးဖြစ်သက်ဆိုင်ရာတရားရုံးဤညညာခံထားရခြင်းမှာလွတ်မြောက်ခွင့်မရသေးသူဆိုတာပါရင်အဲ့ဒီတော့ဒေါ်သက်သက်ကိုင်းကိစ္စကလူမွေးတော့မကြီးညာခံရသေးတော့လေအကျွေးပြန်မဆက်နိုင်လို့တရားတပောင်ဖြစ်နေတဲ့သဘောတော့ရှိတယ်ဆိုတော့အရေးချင်းတမတ်ချက်တွေကတော့ညှိတယ်လို့ပြောလို့ရတယ်လို့မညှိသေးဘူးလို့လည်းပြောလို့ရတယ်ဒါပေမဲ့အကျွေးမဆက်နိုင်တာမို့လို့လူမွေးဖြစ်ကြီးညာခံရတာမျိုးလည်းရှိလာနိုင်တယ်ဒါကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်အဖြစ်ကနေပေးဖြတ်ခြင်းမပေးဖြတ်ခြင်းကတော့ ရေကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့စင်စင်တုံတရားပေါ်မှာပဲမူတည်ပါတယ်ဟုနိုင်ငံရေးအတိုင်းအဝိုင်းကသုံးသပ်ပြောဆိုပါတယ်။ရန်ကုန်မြို့ပဟန်းမြို့နယ်ဆရာဆန်လန်းနဲ့ကဘာအေးဖျားလန်းရှင်မြေတအီကပေါ်မှာတည်ဆောက်ခဲ့သော28ထက်အမြင့်ရှိ68 resident အစင်းမြင့်ကွန်ဒိုကို United GP Diplomat Company ကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီးတသက်ခိုင်တဲ့အောင်ကျော်ဝင်းမှဆိုဘာကုမ္ပဏီဥက္ကဋ္ဌနဲ့ဒါရိုက်တာများဖြစ်ကြပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီပြည်သူ့လုံးဥက္ကဋ္ဌတသက်ခိုင်မှလာမယ့်စစ်တပ်ကပြုလုပ်မယ့်ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနယ်အမှတ်နှစ်မှာဝင်ရောက်ရှင်ပြိုင်ရန်ရှောက်လွှာတင်သွင်းခဲ့ပြီး၎င်း၏မဲဆန္ဒနယ်တွင်ဗဟန်းကမာရွတ်အလုံးစန်းချောင်းကြည်မြင်တိုင်းလှိုင်မယန်းကုန်မြောက်ကလာပမြို့နယ်တို့ပါဝင်ဆောင်သေးရပါတယ်။ တသက်ခိုင်ပါတီမှာတနိုင်ငံလုံးအတိုင်းအတာပြင်ဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်ပါတယ်။တသက်ခိုင်သည်2015ခုနှစ်တွင် NND ပါတီ၏တကုံမျိုးနှင့်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြင့်အနိုင်ရရှိခဲ့ပြီး2019ခုနှစ်တွင် NND ပါတီမှနှုတ်ထွက်ခဲ့သူဖြစ်ပါတယ်။2019ခုနှစ်တွင်ပြည်သူ့ရှေ့ဆောင်ပါတီထူထောင်ခဲ့ပြီး2020ရွေးကောက်ပွဲတွင်တသက်ခိုင်ပြည်သူ့ရှေ့ဆောင်ပါတီမှအမတ်နေရာတစ်ခုမှအနိုင်မရရှိဘဲကွက်ခွက်လန်အောင်ရှုံးနိမ့်ခဲ့ပါတယ်။တသက်ခိုင်မှ2021အာနာသိမ့်မှုဖြစ်ပွားပြီးနောက် ောင်စစ်ကောင်စီတွင်လူမှုဝန်ထမ်းကဲ့စင်ရင်းနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်လာခဲ့ပြီး2023ဩဂုတ်3ရက်မှာဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဖြစ်ပြောင်းလဲခန့်အပ်ခံရက2025ခုနှစ်ဇန်နဝါရီ31ရက်နေ့ဝန်ကြီးရာထူးတာဝန်များမှအနာပေးခံခဲ့ရကြောင်းသိရှိရပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့မြန်မာအရေးဖြည့်ရှင်ရေးအာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်ထဲဖော်ရန်နဲ့အားလုံးပါဝင်သောတရားမျှတလွတ်လပ်သည့်ရွှေကောက်ပွဲဖြစ်ရင်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသားဝင်ကြီးထပ်ပြောတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံ၏အကြက်တဲဖြစ်ခြင်းရန်အာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်ထည့်ဖို့ရန်နှင့်အားလုံးပါဝင်သောတရားမျှတလွတ်လပ်သည့်ရွေးကောက်ပွဲဖြစ်ရင်းမြန်မာစစ်တပ်ကိုအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံခြားဝင်ကြီးမိုဟာမက်ဟဆန်ကတောင်းဆိုပါရယ်ရှမန်နီအော်တိုဘာ24ရက်နေ့မလေးရှားနိုင်ငံတွင်ပြုလုပ်သောသတင်းဆောင်ရှင်းလင်းပွဲတွင်၎င်းကအထက်ပါတိုင်ပြောဆိုလိုက်ခြင်းဖြစ်ပြီးအာဆီယံဘုံသဘောတူညီချက်၅ချက်မှာအကောင့်ထည့်ဖို့ရန်မခက်ခဲကြောင်းထို့ကြောင့်ဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာပြီးစာနာထောက်ထားမှုအကူအညီများကိုဖြန့်ဝေ ခွင့်ပြုတင်ကြောင်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါရယ်မြန်မာအကြမ်းဖက်စစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်၍ရင်းရွေးကောက်ပွဲကိုရပ်တန့်နိုင်မည်မဟုတ်တော့လဲတရားမျှတပွင့်လင်းမြင်သာပြီးလွတ်လပ်ကအားလုံးပါဝင်စေလိုကြောင်း၎င်းကပြောဆိုပါရယ်ရွေးကောက်ပွဲကပြည်သူအားလုံးပါဝင်ရမယ်လူတချို့ပဲပါနိုင်ပြီးခြံတဲ့သူတွေမပါဝင်နိုင်တဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့မလိုချင်ဘူးမြမရွေးကောက်ပွဲနဲ့ပတ်သက်လို့အာဆီယံထိပ်သီးနိုင်ငံခေါင်းဆောင်တွေရဲ့အစည်းအဝေးမှာဆွေးနွေးဖို့ရှိနေပါတယ်ဟုမလေးရှားနိုင်ငံသားဝန်ကြီးကပြောဆိုပါတယ်မလေးရှားနိုင်ငံ ိုင်ငံကွာလာလမ်ပူတွင်အော်တိုဘားလ26ရက်မှအော်တိုဘား28ရက်ထိ48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပြုလုပ်မည်ဖြစ်ပြီးအဆိုပါအစည်းအဝေးသို့အကြံဖက်စစ်ကောင်းဆောင်မေအောင်လိုင်းတက်ရောက်ခွင့်အာဆီယံကဆက်လက်ပိတ်ပင်ထားဆဲဖြစ်ကြောင်းသိရှိရပါသည်နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့ပြည်သူများကိုပြစ်မှတ်ထားတိုက်ခတ်နေ၍မြန်မာစစ်အုပ်စုထံသို့လက်နက်ရောင်းချမှုပိတ်ပင်ပေးရန်နိုင်ငံတကာသို့တမ်းမကြီးဥကြုံမှုထွန်ထက်မှန်တောင်းဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာတိုင်းရင်းသားလူနေစုများအပါအဝင်အရက်သားပြည်သူများပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေ၍မြန်မာစစ်အုပ်စုထံသို့လက်နက်ရောင်းချမှုနိုင်ငံတကာကပိတ်ပင်ပေးရန်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမကြီးဦးကျော်မိုးထွန်းကထပ်မံတောင်းဆိုလိုက်ပါတယ်။အောက်တိုဘာလ24ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့အကြိမ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီအထွေထွေမူဝါဒရေးရအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် တမ်မကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းထက်မှန်တောင်းဆိုလိုက်ခြင်းဖြစ်ပါရင်မြန်မာစစ်တပ်အတွက်ပြည်ရင်းနဲ့နိုင်ငံတကာမှရရှိသောတမန်ယူကြလက်နက်များသည့်တရားမဝင်ဆက်အနာသိမ်းပြီးနောက်ပိုင်းအရက်သားပြည်သူလူထုကိုအကြမ်းဖက်တိုက်ခတ်ခြင်းဖိနှိပ်ခြင်းအတွက်သာစေအုပ်စုကအုံပြုနေကြောင်းယခုချိန်တွင်လူပေါင်း8400နီးပါးအသက်တည်ဆုံးခဲ့ရကြောင်းစေအုပ်စုထံလက်နက်တင်ပို့လွှဲပြောင်းသည့်အဖွဲ့ဝင်နိုင်ငံချို့ဤလုံရများသည့်စေအုပ်စု၏လူတက်မှုများကိုရှင်းလင်းပြသစွာထောက်ခံအားပေးသည့်လုံရများဖြင့်မြန်မာပြည်သူများကရှု မြင်ကြကြောင်းတမ်းမဲကြီးကပြောပါရယ် တကဘာလုံးကစေယုတ်စုထံလက်နက်ရောင်းချမှုပိတ်ပင်ခြင်းကိုအကောင့်ထဲပေါ်ရန်နှင့်ပြည်သူများ၏အသက်များကိုကယ်တင်နိုင်ရန်အတွက်တိုက်လေရင်စီအခြားဆိပ်ပဲရပ်ပန်းနှမျိုးသုံးပစ္စည်းများနှင့်ဆက်ဆက်နည်းပညာများစေယုတ်စုထံသို့ဆက်လက်စီးဆင်းရေးကိုတားဆီးပေးရန်မြမပြည်သူလူထုကိုစားနိုင်ငံတကာအတိုင်ဝန်သို့တန်မဲကြီးဦးကျော်မိုးထွန်းကတောင်းဆိုပါရယ်စေယုတ်စု၏အထွတ်ရောက်ရွေးကောက်ပွဲသည်စစ်တပ်ကိုလက်နက်သုံး၍လူခွင့်ရေးချိုးဖောက်မှုများနှင့်ရက်ဆက်ကြမ်းကြုတ်မှုများပုံမှုကျွလွန်နိုင်ရန်ဆက်လက်လှုပ်ခွင့်သာပေးစီမည်ဖြစ်ကြောင်းအယက်သားပြည်သူ ူများ၏အသက်ကိုကာကွယ်စောင့်ရှောက်ရန်အတွက်စီအုပ်စုဤလက်ပြသည့်လုပ်ငန်းစဉ်ကိုပြက်ပြက်တတပေးချရန်နိုင်ငံတကာအတိုင်းဝန်ကိုတန်အမဲကြီးကဆက်လက်တိုက်တွန်းပါတယ်မြန်မာနိုင်ငံရှိလက်နက်ထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံးကိုစီအုပ်စုကသာထိန်းချုပ်ခဲ့ကြောင်းရွေးကောက်ခံရက်သားဆိုရလက်ထက်တွင်ပင်စစ်တပ်သည်ရင်းထုတ်လုပ်ရေးကိုဆက်လက်လက်ဝဲကြီးအုပ်ထားပြီးမြေတီအရက်ဘက်ကြီးကြပ်မှုကိုမစိုးညင်းပယ်ခဲ့ကြောင်းကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြားမှုရုံးအောက်မှစီအုပ်စုသည်အသေးစားနှင့်အပေါ်စားလက်နက်များအမြောက်ကြီးများလူသက်မိုင်းများလက်နက်တပ်ဒရုန်းများ စင်ကဲပောက်ခွဲစေတတ်တဲ့လက်နက်များကိုထုတ်လုပ်ကြောင်းရင်းတို့ကိုတိုင်းသားလူနေစုများအပါအဝင်အရက်သားပြည်သူများပေါ်ပြစ်မှတ်ထားတိုက်ခိုက်ရန်အတွက်အသုံးပြုကြောင်းတမ်းမဲကြီးကထောက်ပြပါဗျာ။ကုလသမဂ္ဂအဖွဲ့ဝင်ချုပ်နိုင်ငံချုပ်မှာ အကျန်းဖက်စစ်တပ်တန်တို့ကုန်ကျန်းပစ္စည်းများလက်နက်များခရဲမီးကြောက်များနှင့်ဆက်ဆက်နည်းပညာများရရှိနေခြင်းကြောင့်စေအုပ်စု၏ပြည်တွင်းထုတ်လက်နက်များကိုပုံမအပြည့်နေစေကြောင်း2021ခုနှစ်ဖေဖော်ဝါရီလမှ2023ခုနှစ်မေလအထိကာလတွင်စေအုပ်စုမှလက်နက်တင်သွင်းမှုဟာအမေရိကန်ဒေါ်လာ1ဘီလီယံနီးပါးတန်ဖိုးရှိခဲ့ကြောင်းထို့ကြောင့် တက္ကပါလုံကစေယုစုထံလက်နဲ့ရောင်းချမှုပိတ်ပင်ခြင်းကိုအကောင့်ထဲဖော်ရန်နှင့်ပြည်သူများ၏အသက်များကိုကယ်တင်နိုင်ရန်အတွက်တိုက်လေရင်စီအခြားစစ်ဘက်ရပ်ဘက်နှမျိုးသုံးပစ္စည်းများနှင့်ဆက်ဆက်နည်းပညာများစေယုစုထံသို့ဆက်လက်စီးဆင်းခြင်းကို တားဆီးပေးရန်မြမပြည်သူလူထုကိုစားနိုင်ငံတကာအတိုင်ဝန်သို့တောင်းဆိုလိုကြောင်းတမ်မဲကြီးကထည့်သွင်းပြောဆိုကြောင်းသိရှိရပါသည်ဆက်လက်တင်ဆက်ပေးမည့်သတင်းအကြောင်းကတော့ မြောက်ရီမြို့နယ်ရှိကြားဖြန့် KK ဘတ်အတွင်အဆောက်အုံတချို့ကို မိုင်းဖောက်ခွဲသဖြင့်ပောက်ခွဲမှုဖြစ်ပြီး BGF ကဖောက်ခွဲဟုဒေတာပြည်သူများပြော BGF ကကြားဖြန့်တရုတ်တထေးများကိုခိုလုံခွင့်ပေးထားမှုပုံမှုတေချာလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်တွင်ရှိကြားဖြန့် KK Bat အတွင်အဆောက်အုံတချို့ကိုမိုင်းဖောက်ခွဲသဖြင့်ပောက်ခွဲမှုဖြစ်ပွားခဲ့ကြောင်းဒေတာပြည်သူတချို့ရဲ့ပြောဆိုချက်နဲ့ထိုင်းသတင်းဌာနအချို့ရဲ့သတင်းဖော်ပြချက်အရသိရှိရပါသည်။အောက်တိုဘာလ24ရက်နေ့ညနေ6:30မိနစ်ချိန်မြောက်ရီမြို့နယ် KK Bat အတွင်ပောက်ခွဲမှု ဖြစ်ပွားခဲ့ကြောင်းမိခိုးလုံးများနဲ့မိပွားများကိုမြင်တွေ့ရကြောင်းအော်တိုဝါလာ23ရက်နေ့ညနေပိုင်းကလည်းရင်းကဲ့သို့ပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ BGF ကကြားဖြန့်အဆောက်အုံတချို့ကိုမိုင်းခွဲတာလို့သိရတဲ့နှစ်ရက်ဆက်တိုက်ရှိပြီးမနေ့ကအော်တိုဝါ24ရက်နေ့တနေ့နဲ့အော်တိုဝါ23ရက်နေ့ကရောနှလုံးမိုင်းခွဲတန်ကြရတော့မိခိုးလုံးတွေနဲ့မိတွေလည်းမြင်ရတယ်ဟုနေဆက်ဒေတာမှတရင်ရှင်းမြစ်တချို့ကပြောပါတယ်။ထိုင်းတရင်တနာဖြစ်တဲ့ The Reporter မှာရမန်နေညနေပိုင်း KK Pet ပေါ်မှာပြန် တန်းနေတဲ့ drone နှစ်စင်းကိုတွေ့မြင်ရပြီးထိုင်းဘက်ခြမ်းမှာမြင်နိုင်သောအဆောက်အုံတစ်ခုရဲ့အထက်မှာကျင်းလောင်သောပောက်ကွဲမှုမိခိုးနဲ့မိပွားများထွက်ပေါ်လာကြောင်းသတင်းဖော်ပြပါရီလက်တလော KK Bat မှာတိုင်းနိုင်ငံမဲဆောက်မြို့သို့ထွက်ပြေးလာသောနိုင်ငံသားသောအရေးအတွက်မှာ1198ဦးထိရှိနေပြီးနိုင်ငံပေါင်း29နိုင်ငံမှပါဝင်ကြောင်းထိုင်းသတင်းကဆိုပါရီ ကေကေပတ်မာကြားဖြန့်တရုတ်တထေးများကိုစစ်တပ်လောက်ခံ BGA တပ်ဖွဲ့မှဗိုလ်မှူးကြီးစောချစ်သူဗိုလ်တင်ဝင်ဗိုလ်မုတ်တုံတို့ဖြင့်ဗိုလ်နိုင်မောင်စောကလည်းခလုံးခွင့်ပေးထားကြောင်းကရင်စည်ရေးတရင်ရင်းမြစ်တချို့ကဆိုပါရယ်နိုင်ငံတကာကအလို့ရှိနေတဲ့ကြားဖြန့်ကောင်းဆောင်တရုတ်တထေးတွေကို BGA နိုင်မောင်စောကရှေ့တန်းယုံဖြစ်တဲ့အရင်ချိတ်ပိတ်ခံထားရတဲ့ဟိုတယ်အဟောင်းမှလည်းနေရာချထားပေးနေတယ်ဆိုပြီးသိရပါရယ်ဒါကတရင်တွေထွက်နေတာပေါ့ဒါပေမဲ့ဒေချာရာကတော့ BGA ကကားတွေနဲ့ကြားဖြန့်တရုတ်တွေကိုတော့ တိတ်ထုတ်ခေါ်ထုတ်ပေးနေတာပဲဟုကရင်စည်ရေးတရင်ရင်းမြစ်ကပြောဆိုကြောင်းသိရှိရပါသည်